ော့တွေပေါ်လာတော့တေကန်နီးမိန်းမကြီးတွေထလာကြတယ်တစ်ချိန်လုံးသမိန်ရင်ရှားနေနဲ့လဲရိုက်နိုသီးတွေဖုံးတခါနဲ့ရှားတွေတစ်ချိန်လုံးအဲ့လိုထုတ်ထုတ်ပြနေတဲ့မိန်းမတယောက်မရှက်ဘူးလားလည်းမသိဘူးသူတို့လူအဖြစ်တေကန်နီးနေပြီနောက်တစ်ခါတစ်ချိန်လုံးနိုသီးနှလုံးကို ရမ်းပြီးတော့မှကပြနေတဲ့ဒူရင်ဝေရှာလို့ရတဲ့ရုပ်စင်းအင်ကာနဲ့ခန္ဓာကိုယ်အချိုးအစစ်တွေဆိုလဲထားတော့ကြီးလိုက်တာနဲ့နေကိုလင်းစိတ်သားစိတ်ကုံမဲ့ ပုံစံမျိုးတွေမဲမင်္ဂလာပါဗျာဒီနေ့မှာကျွန်တော်မိတ်ဆွေတွေမြောက် page နဲ့အကြောင်းရင်းအားလေးရတော့ကျွန်တော်ဒါအသက်50ကျော်ဘွားတော်ကြီးပေါ့နော်အသက်50ကျော်ဘွားတော်ကြီးတွေအားဒါ TikTok ပေါ်မှာပင်ပေါ်ရင်ပေါ်တွေမျိုးရလို့ရင်တော့ပင်လုတ်ကပြရတီတာနဲ့ပတ်သက်ပြီးတော့မအလယ်မောတင်ရဆိုရင်ဒါတဲပြောသွားတဲ့ဗီဒီယိုဖိုင်လေးတွေပဲဖြစ်ပါတယ်ဒီကြမ်းမှာဆိုမအလယ်မောတင်ပြောသွားဆိုတရားရခဲမှန်ပါတယ်အကြောင်းမအလယ်မောတင်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါအောင်နော်နောက်တစ်ခုကဘာလဲဆိုတော့ TikTok တွေပေါ်လာတော့ ငုံရှိုးနေတဲ့အမှုပညာသွေးတွေကအုံကြွလာပြီးတော့မှ TikTok ပေါ်မှာကိုဟါကိုကင်မရာလေးထောင်ပြီးတော့မှရိုက်လိုက်တာနဲ့ဟာခါတဲ့ကိုဖြစ်သွားတဲ့ကိစ္စကြီးဆိုတဲ့ခါကျတော့မိခဲပြာပုံးပြာဖုံးနေတဲ့တေကန်နီးမိန်းမကြီးတွေထလာကြတယ်မိခဲပြာပုံးတေကန်နီးမိန်းမကြီးတွေ နော်ဆိုတော့ TikTok ပေါ်မှာပို့ဆိုတယ်အဲ့မိန်းမနှစ်ယောက်သုံးယောက်ဆို TikTok ပေါ်မှာတော်တော်ဆိုတယ်ဟိုမိန်းမတစ်ယောက်ဆိုပို့ဆိုတယ်ဟိုလေကားလိုင်ရမ်းပေါ်မှာစောင်းစောင်းထိုင်ပြီးတော့မှတစ်ချိန်လုံးသမိန်ရင်ရှားနေလဲရိုက်နူသီးတွေဖုံးတခါလဲရှားတွေတစ်ချိန်လုံးအဲ့လိုထုတ်ထုတ်ပြနေတဲ့မိန်းမတစ်ယောက်မရှက်ဘူးလားလဲမသိဘူးသူတို့လူအဖြစ်တေကန်နီးနေပြီနောက်တစ်ခါစမိုင်းနာဒီပန်တီစီနော်ဒီဆက်စမိုင်းတာတွေဝစ်ပြီးတော့မှပန်တီစီနဲ့သူတို့ကိုသူတို့ဂေါ်တယ်ပေါ့တခါတည်းကိုအဲ့လိုမျိုးတွေနဲ့လှုပ်ပြီးတော့မှကရင် မိန်းမတွေနော်နောက်တစ်ခါတစ်ချိန်လုံး노သီးနှလုံးကိုရမ်းပြီးတော့မှကပြနေတဲ့ဒူရင်ကျမမေးချင်တာဘာတွေအကျိုးကျေးဇူးရလဲဘာတွေအကျိုးမြတ်ရသွားလဲကောမန်ညီမဖတ်ကြည့်ဘူးလားလူတယောက်ရဲ့ဂုံတိတ်ဟာဟာ TikTok ပေါ်မှာတင်လိုက်တဲ့ဗီဒီယိုတစ်ခုပေါ်မှာရတဲ့ view ပေါ်မှာမူတည်နေတာလားကိုမိသားစု ို့ဆွေမျိုးအတိုင်းဝိုင်းသားသမီးရှင်လည်းသားသမီးเนาะညီကိုမောင်နှမမိဘအားမနာဘူးလားတရားတွေကိုဒီလိုတွေဖင်းနေရင်နေနဲ့ဒီလိုတွေဆက်စီတွေလောက်ပြတာကိုဘာအတွက်လဲအဲ့တော့ဆက်စီတွေလောက်ပြပြီးတော့မှကျမခုနပြောသလိုပေါ့ဆက်စီတွေလောက်ပြပြီးတော့မှခန္ဓာကိုယ်ကို သုံးပြုပြီးတော့မှငွေရှာလို့ရတဲ့ရုပ်စင်းအင်္ကာနဲ့ခန္ဓာကိုယ်အချိုးအစစ်တွေဆိုလဲထားတော့ကြီးလိုက်တာနဲ့နေကိုလင်းစိတ်သားစိတ်ကုံမဲ့ပုံစံမျိုးတွေကအဲ့လိုတွေလုပ်နေတာမရှက်ဘူးလားလို့ဟမ်ကျမတို့လိုလူမျိုးလုပ်ဆိုရင်နေကျမအောင်လေတိန်းတထောင်ပေးမယ်ဆိုလဲကျမမလုပ်ရဲဘူးဆိုရှယ်ပေါ်မှာတက်လို့ကျမတို့ကလေကျမတို့အလုတ်သဘောသဘာဝအရာကျမတို့ TikTok လေးတွေရိုက်ရတယ်ကြော်ညာအတွက် เนาะဒီ page တွေမှာဆိုင်တွေမှာယရနာဆိုင်တွေကနေပြီးတော့ကျမတို့ယရနာလှလှပပလေးဝေထားတာလေးအတွက်ပြန်ပြီးတင်ဖို့အတွက်ယရနာလေးကြီးကြော်ညာအတွက်ကျမတို့ TikTok လေးကြီးရိုင်းရတယ်ဆိုရင်တောင်မှအဝိအစားလုံကြုံအောင်မပေါ်တဲ့နေနေရာတွေမပေါ်အောင်မျက်နာအမှုအရာစက်တီရှိအောင်ထင်းသိမ်းပြီးတော့မှရိုက်ရတယ်အပြန်ပြန်အလန့်လန့်အချိန်ချင်းကြည့်ပြီးတော့မှကိုက social media ပေါ်မှာတင်တယ်ဒီ ဆို publish ကိုအရောက်ပို့တယ်မဟုတ်ဖ ೇನೆ ရိုက်ပြီးတော့မှလုံးချင်တာတွေလုတ်ပြီးတော့မှ on နှလုံးနာစရာယွန်စရာတွေကိုဘာဖြစ်လို့ public ပေါ်မှာတင်ပြီးဘာကိုတားရတာလဲဟုတ်လားခန္ဓာကိုယ်ရဲ့မမြင်အပ်တဲ့အစိတ်ပိုင်းတွေပြရင်ဟာဆက်စီမူယာရင်လုတ်တယ်အေးအလတာပတာလေးတွေခုနလိုပေါ့ခြေတန်းခေါ်လို့ရလို့ခြေတန်းဖွင့်လို့ရလို့လာပြီးတော့မှဟိုခုနကျွန်တော်တို့ point site တွေဘာတွေမှလိုမျိုးပေါ့ဟာဒီလိုမျိုးနဲ့မလို့ခန္ဓာကိုယ်တွေကိုပြပြီးတော့မှလုံအောင်လို့မလို့ခြေတန်းတစ်ခုအရလုတ်ရတယ်ဆိုရင်လည်း ထားပါတော့လူကြည့်လိုက်တော့အစီတစ်ထက်အသားတစ်ထက်တည်းနဲ့အတုံးလိုက်အတစ်လိုက်တည်းနဲ့เนาะတခါနဲ့ကျွန်မမကဲ့ရဲ့ခြင်းမူယုတ်တီကြည့်တော့လေနှစ်ပြားမတန်တပြားမတန်နေနဲ့မရှက်ဘူးလားလို့အသက်တည်ကြည့်တော့လေတေကန်နီးနေပြီเนาะငေရိုးတဲ့အရွယ်တွေလည်းမဟုတ်ဘူးအဲ့ဒီမိန်းမဒီနှစ်ယောက်သုံးယောက်တော်တော်ကိုစိုးတယ် အဲ့လီကားလက်ရံပေါ်မှာတက်ထိုင်တဲ့မိန်းမအဆိုးဆုံးညာဘက်ဆိုလို့ရှိရင်လေကျမ်းပြင်းကြီးမှာမှောက်ပြီးတော့မှဒီကနေနိုးသီးနှလုံးကြီးကိုမပေါ်ပေါ်အောင်ကြီးလှုပ်ပြီးတော့မှလေဟာရှာတွေတစ်ချိန်လုံးထုတ်ပြဟိုလိုတွေလှုပ်ပြဒီလိုတွေလှုပ်ပြပြီးရင်လေဟိုဖင်ထဲတွေကိုလက်တွေကလော်ပြနဲ့လှုပ်ပြနေတာတွေလေအင်မတန်ကိုစိတ်ပျက်စရာကောင်းတယ်တိုင်းပြည်နဲ့လူမျိုးနဲ့တိတ်ခါကြတယ် TikTok ဆိုတာလေကဘာတဝမ်းကိုပြန်လာ ဟာမြန်မာယူဇာတွေမြန်မာမတွေဒီလိုလားအောက်တန်းချလိုက်တာဇင်ရိုက်ဆန်လိုက်တာဟာချီစမ်းမအောင်ပေါက်လို့ပဲစားဆန်လိုက်တာမြန်မာတွေကဒီလိုလားဆိုရင်တိုင်းပြည်နဲ့လူမျိုးမှာတိတ်ခါကြတယ်အမျိုးကောင်းသမီးလေးတွေတိတ်ခါကြတယ်မရှက်ဘူးကတေကန်နီးမာတွေမရှက်ဘူးလားမိဘညီကိုမောင်နှမမိမိကိုယ်တိုင်ရဲ့ဂုံတိတ်ခါကိုယ်ပုံလေးကိုပြန်ကြည့်ရင်ကြိုက်သလားကြည့်ရတာအဆင်ပြေလား အဆင်ပြေလားလို့ကိုယ့်ရဲ့ဗီဒီယိုတွေပြန်ကြည့်ရင်အိမ်မှာညားနေတဲ့ view တွေဆိုတာက comment တွေရောဝင်ဖက်ကြည့်ရလားကျမတို့မှလည်းကျမတို့လိုလူမျိုးကျမတို့လိုလူမျိုး bad comment တစ်ခုလာလို့ပေါ့ဆိုရင်ကျမတံပိုးထားပြီးအမြဲတမ်းဖတ်တယ်အဲ့ bad comment ကိုသူဘာမြင်တာလဲဥမာဘာဖြစ်နေတယ်ပေါ့ဆိုရင်ကျမလည်းဟာဒါဆိုလို့ရှိရင်တော့စင်ကြင်ရမယ်ဒါဆိုရင်ဟုတ်တယ်စင်ကြင်ရမယ်သူဒီလိုမြင်တတ်ပါလားကျမနောက်အဲ့လိုမဖြစ်အောင်နေတယ် ဟုတ်လားရှက်လို့မျိုးရိုးဂုံတိတ်ခါကိုယ့်ရဲ့နောက်မျိုးဆက်ကိုယ့်ရဲ့ရှေ့မျိုးဆက်ကိုအားနာရမယ်မိမိကိုယ်တိုင်ရဲ့ image မိမိကိုယ်တိုင်ရဲ့ဂုံတိတ်ခါကိုလည်းအထီပါခံလို့မရဘူးအဲ့တော့ဆော့ပါတစ်တော့ဆွန့်လို့ရပါတယ် ကျွန်မတို့လည်းလုပ်ပါတယ်ကျွန်မတို့ဆိုရင်ဒါအလုပ်သဘောအရာရောအာအဓိကတော့အလုပ်သဘောအရာပုံများပါတယ်နော်ဝါသနာပါလို့ဆိုတာတဲ့အလုပ်သဘောအရာပုံများပါတယ်ကိုကဒီအလုပ်နဲ့စီးပွားရှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကတော့အလုပ်သဘောအရာတင်တာအလုပ်သဘောအရာမရှိဘူးဆိုကျွန်မ TikTok ပေါ်မှာဘာမှကျွန်မတင်လေးတင်တာမရှိဘူးနော်အေးထုံးနဲ့ ွန်တော့လေဒီလိုမျိုးလေးကိုပုံလေးတွေကိုပြန်ကြည့်ပြီးတော့မှတင်ပါကိုပုံလေးတွေကိုပြန်ကြည့်ပြီးတော့မှ social ပေါ်တင်ပါဘာဖြစ်လို့လဲဆိုတော့အမျိုးကောင်းတမီးလေးတွေအတွက်မြန်မာလူမျိုးမြန်မာမတွေဆိုတဲ့ဂုံတိတ်ခါကိုလည်းနည်းနည်းစောင့်ထိန်းကြပါအောင်ဟုတ်လားမြန်မာလူမျိုးမြန်မာဂုံတိတ်ခါဆိုတဲ့ဟာကိုလည်းနည်းနည်းလေးစောင့်ထိန်းကြပါအောင် မြင်ရတာလေဘလို့မှအဆင်မပြေဘူးအဲ့တော့နောက်ဆိုလို့ရှိရင် အစိုးရတို့တောင်မှနေဥပဒေတွေထုတ်ပြီးတော့မှအဲ့လိုဟာမျိုးတွေကိုအရေးယူခိုင်းရမယ့်ပုံဖြစ်နေပြီကျမတို့တွေကဆန္ဒပြုပွဲတွေလုပ်ရမယ့်ပုံဖြစ်နေပြီနော်မထော်မနန်းနေနဲ့ ဆူရှေပုံမှာတင်တဲ့ကိုယ့်ရဲ့ပုံရိပ်ဟာဘယ်တော့မှမပြောက်သွားဘူးကိုကဖြတ်လိုက်တယ်ဆိုရင်လေသူများကဒေါင်းထားပြီးပြီဆိုလိုက်ဖြတ်လို့မရတော့ဘူးဒေါင်းသိဖို့လိုတယ်ဟာကိုကတော့တင်မိလိုက်တယ်နော်တင်မိလိုက်တယ်ဟာမှားသွားတယ်ဖြတ်လိုက်မယ်အတိလုတ်လိုက်မယ်ပြင်လိုက်မယ်စာမှားသွားလို့အတိလုတ်လိုက်မယ်သူများစကရင်ရှော့ယူသွားပြီဟုတ်တယ်နော်ဟာပို့တင်လိုက်တာအာဒီဗီဒီယိုဖိုင်ကြီးအဆင်မပြေလို့မလို့ဖြတ်လိုက်မယ်။သူများ recording ယူသွားပြီ။ ဟာတင်ထားတဲ့တစ်တော့ဖြတ်ချလိုက်မယ်။သူများဒေါင်းသွားပြီ။ကျမတို့မြမအမျိုးသမီးတွေထဲမှာဂုံတိတ်ခါရှိတဲ့အစင်တန်းမြင့်တဲ့ပညာတတ်ပညာမတတ်ကိုချင်းတရားကောင်းတဲ့အမျိုးသမီးတွေအများကြီးရှိတယ်။စွန်းစံနဲ့ ကြွချီယွန်ဒီလိုပေါက်လို့ပဲစားရည်ကြောင့်မလို့ကျမတို့မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့ဂုံတိတ်ခါကြဆင်းရတာတော့ရင်းနာတယ်အဲ့တော့ကျမမေးချင်တာအမကြီးများနော်အဲ့တော့ TikTok ပေါ်မှာဖင်ပြ၊နို့ပြ၊ရှာပြဆက်စီတွေလုတ်ပြနေတဲ့အမကြီးများကိုမေးချင်တာကလုတ်တဲ့ရည်ရွယ်ချက်ကဘာလဲဝါသနာပါလို့လုတ်တာလားအချိုးရှိအောင်လုတ်လေခန္ဓာကိုယ်ကို ပြပြီးတော့မှပတ်စံရှာချင်တာလားဒါဆိုလဲခန္ဓာကိုယ်အချိုးစစ်လေးလှလှပပလေးဖြစ်အောင်လုပ်နော်ရုပ်ရည်လေးကိုတခါတည်းကိုသူများခေါ်ပြီးတော့မှတုံးကျင်အောင်ပတ်စံပေးပြီးသူများသိပေးကျင်တဲ့စိတ်ဖြစ်အောင်လုပ်မဟုတ်ဖေးနေဆိုရင်တော့ကိုယ့်ရဲ့မမြင်တဲ့မမြင်အပ်တဲ့အစီတစ်ထစ်အသားတစ်ထစ်တွေကိုဆိုရှယ်ပေါ်တင်မနေနဲ့ရှက်စရာကောင်းတယ် ကြက်ပဲမပြေတာလားယူပဲယူနေတာလားတာမန်မိန်းမကောင်းဆိုရင်တော့မလုပ်ဘူးလို့ကျမတော့ထင်တာပဲနော်ကြက်မပြေနေတဲ့ယူနေတဲ့မိန်းမတွေမလို့ပဲနေမယ်အဲ့တော့ now မျိုးဆက်တွေအတူယူလွဲမပါမယ် TikTok ပေါ်မှာလူတိုင်းကပညာတက်နေတာမဟုတ်ဘူးလူတိုင်းကဘဝတုတ္တရမြင့်မားနေတာမဟုတ်ဘူး အတူယူလွဲမအောင်နေမလုံပါနဲ့မိန်းကလေးတွေကလေးလေးတွေအခုဆို10နှစ်50နှစ်ဆိုရင်တော့ TikTok ကြည့်တတ်နေပြီဒီလိုဟာမျိုးတွေကိုအတူမြင်အသက်တင်ကျမတော့လေအဲ့လိုဟာမျိုးတွေမြင်တိတ်ယွန်းတာပဲတိတ်လဲအထင်သေးတာပဲသိလားအော်မိန်းမတွေကြည်စမ်း အဲ့တော့ပြမယ်ဆိုလဲအကျိုးရှိအောင်ပြအကျိုးရှိအောင်မဟုတ်ဘဲနဲ့အလကားမှတ်တင်းနေတော့လုံမနေနဲ့လူယွန်စရာကောင်းတယ်နော် Facebook ပေါ်ကတေကန်နီအမကြီးများဖင်ပြနိုးပြနေတဲ့တေကန်နီအမကြီးများတို့โอเคကျွန်တော်တို့ဗီဒီယိုပိုင်းတွေကဒီလောက်ပါခင်ဗျာဒါကတော့မလေးမွန်သင်းပြောရတာဆိုရင်ရောင်းမှာတရားရင်မျိုးမှန်ကန်တယ်ဗောနဒီကျွန်တော်တို့ဒါအသက်50ကျော်တဘွားတော်ကြီးဒါတိတော့တွေမဖို့တိတော့တွေဒါအများမြင်မတင်တယ်အောင်ဆော့နေတာဆိုရင်လည်းဒါအားလုံးကဝိုင်းပြောနေကြတယ်ဗောန သူတို့မင်းများလေးပြောပြောလေသူကဂူးမဆိုင်ဘောနော်သူဆော့မြဲတိုင်းဆော့တယ်ဘောနော်သူဆော့တာတည်းကဆိုတနေ့တခြားပူပူဆိုးလာတယ်ဗောအဲကျွန်တော်တို့ဒါအမအဲ့ဒီမုန်တင်ပြောပါသူတို့ပဲဒါမိမသားတချို့မိမသားတွေတောင်ကြီးဖို့တော့ကိုတော်တော်လေးရှက်ဝန်းနေပုံစံတွေပါလုပ်ပြရတယ်ဗောနော်ကျွန်တော်ငငယ်ရွယ်လေးသူတို့ပါဟိုဒါအဝေစားလေးတွေဒါဟိုပေါ်ဒီပေါ်ဝစ်ပြီးတော့ကတာပြဿနာမရှိဘူးသူတို့ဟန်သူတို့ကြည့်ကောင်းတယ်ဗောနော်ဒီလိုတကြီးမျိုးဦးကြီးနေဒီလိုမျိုးကြီးတက်လုံနေတာကတော့အမအဲ့ဒီမုန်တင်ပြောပါသူတို့ပဲတော်တော်လေးမှဆိုးွားတယ်ဗောနော် ။ဟုတ်ကဲ့ကြည့်စုအပြင်မြောက်တဲ့ချင်းစီတိုင်းလေကျွန်တော်ဒီနေ့အတူပဲကျေးဇူးတင်ပါတယ်။အမေရှင်တွေရဲ့ဒီမြူဆိုင်ချက်လေးတဲ့ကွန်မတ်မှာ GVK လို့ရပါတယ်။နောက်တစ်ပြီမှာကျွန်တော်ပြန်လည်စွန်ပြေးကြမယ်နော်။